ျွန်တော်ဒီနေ့ကပေါ့နော် my id ကိုဆော့တဲ့ application အစ်စ်ကိုပြီးသွားမှာပါနော် wifi သူက wifi နဲ့ပဲဆော့ဆော့ဘယ်ဖုန်း line နဲ့ပဲဆော့ဆော့အဆင်ပြေပါရဲ့နော်ဒီမှာအိမ်ဝင်ဆောင်အဲ့ဒီ application လေး download ဖို့အတွက်အိမ်ဝင်ဆောင်ကိုဖုန်းမှာချိတဲ့ဖွေပြန်တစ်ခုခုခံပေးလိုက်ပါကျွန်တော်ကတော့ဒီဂျမ်းဂျမ်းဖွေပြန်ခံပေးလိုက်ပါမယ်နော်ဖွေပြန်နဲ့ခံပေးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့အခုကြည့်နေတဲ့ video ထဲကပြန်ဝင်ပေးလိုက်ပါအခုကြည့်နေတဲ့ video လေးပါနော် ကဲဗီဒီယိုလေးတဲ့ရောက်ဗီဒီယိုနားလေးရောက်ပြီးသွားပြီဆိုလို့ရှိရင်ဒီမိုးနှိမ့်မယ်မိုးနှိမ့်ပြီးသွားပြီဆိုလို့ရှိရင်ဒီအားလေးမှာ Telegram link လေးဆိုပြီးရှိပါပြီเนาะအဲ့ဒီ link ကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်တာနဲ့ကျွန်တော် application ပေးထားပါရင်တော့ Telegram မှာပေးထားတယ်အနေအားသူကတန်းပြီးပို့ပေးလိုက်ပါမယ် application နေရာသူကတန်းပြီးပို့ပေးလိုက်ပါမယ်ဒီမှာဒီ application လေးပါเนาะဒီနေရာတန်းပြီးရောက်လာပါမယ်ဒီ application link ကို download ဆဲပါ download ဆဲပြီးသွားရင် install လုပ်ပေးပါเนาะ install လုပ်တဲ့အခါမှာဖုန်းလိုင်းကိုပိတ်ပြီး install လုပ်ပေးပါလို့ကျွန်တော်ပြောဆိုချင်ပါတယ်เนาะ ဖုန်းလိုင်းကိုပိတ်ပြီး install လုပ်ပါကဲ install လုပ်ပြီးတာပြီဆိုလို့ရှိရင်ဖုန်းလိုင်းဖွင့်လိုက်ပါเนาะကျွန်တော်ကတော့ audio line နဲ့ဖွင့်ပြီးဝင်လာပါเนาะရပါရဲ့เนาะဒီမှာဒီ application လေးပါเนาะ application လေးတဲ့ဝင်မှာ ဒါကတော့ကျွန်တော်အိမ်ကလေးကအကောက်ဖွင့်ပြီးသားမလို့ကျွန်တော်အကောက်ကိုဘယ်လိုဖွင့်ဖွင့်ရမှာဆိုတော့ကျွန်တော်ပြပေးပါမယ်နော်ဒီ switch အကောက်ဆိုတော့ကျွန်တော်ဖွင့်ပြလိုက်ဖွင့်ပြလိုက်ပါမယ်နော်ဟုတ်ကဲ့ဒီနေ့လေးမှာတော့အိမ်လုံးကလိုပါပဲနော်အပေါ်မှာဖုန်းနံပါတ်ထည့်ရမယ်အောက်မှာကိုဖုန်းမှာပေါ့နော်ကြားလိုက်တဲ့ message တွေကငန်းန်း6နောက်လေးထည့်ပေးရပါမယ်နော် OTP code ပေါ့နော်အဲ့လောက်လေးပါနော်အိမ်လုံးကနေပုံစံတူတူပဲပါပဲနော် login လုပ်တဲ့ပုံစံတူတူပဲပါ ဲ့ login နဲ့ပြီးသွားပြီဆိုလို့ရှိရင်ပေါ့เนาะဆော့ရတာဘယ်လိုဆော့ရမှာဆိုတော့ကျွန်တော်ပြပြပါမယ်เนาะဘယ်လိုဆော့ရမှာဆိုတော့ကျွန်တော်ပြောပြပေးသွားပါမယ်ဒီတမ်းမှာတော့ key နဲ့လည်းဝင်လို့ရပါတယ်เนาะကဲဒီမှာကျွန်တော်ဆော့ပြပါမယ်เนาะဒီ play ဆိုတာဟာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါငွေဝင်ပြီးသွားရင်ဒီ play ကိုတစ်ချက်နှိပ်ပြလိုက်ပါเนาะကဲအပေါ်က my id go game ဆိုတာဟာလေးကိုတစ်ချက်နှိပ်ပြီးဝင်ဆော့လို့ရပါတယ်เนาะ အိမ်တုန်းကလိုပဲပုံစံတူပဲပါပဲเนาะဒါပေမဲ့ acid မပေးတဲ့သူတွေအတွက်ဒီ application အစစ်ပြေလောက်မယ်လို့ကျွန်တော်ထင်ပါတယ်เนาะဒါနဲ့ဒီထက်မှကိုစပိတင်နေလို့လည်းရပါတယ်เนาะဒီအောက်က edit setting ထိုးရဟာလေးကိုတစ်ချက်ရွေးပေးလိုက်မယ်ကဲဒီညနေမှာเนาะစပိရ55ရှိပါတယ်เนาะကိုဒီထက်မှခြိုက်တဲ့လောက်စပိထိုက်လို့ရပါတယ်เนาะဖုန်းအမျိုးအစားပေါ်မူတီးပြီးစပိလေးထိုက်ပေးလိုက်ပါเนาะမ150 1500လည်းအဲ့လိုသူကလက်ခံပါတယ်เนาะဒီထက်မှပြထားတဲ့ဟာကတော့ခွန်အားနေပြီး20ကြားပဲထားပါတယ်သူကပြောထားပါတယ်เนาะစပိပေါ့เนาะအဲ့ထက်မှပြည့်ကြအမြန်နှုံးပေါ့เนาะ ခွန်အားနေနဲ့ဆက်ကြားထားပါတယ်သူကပြထားပါရင်တော့ဒါပေမဲ့ကိုကတည်းက90ပဲထားတာဘလောက်ပဲထားထားရပါရင်နော်ထပ်ပြီးတော့ဒီ save setting လေးကိုတစ်ချက်နှိပ်ပြလိုက်ပါအဲ့အလောက်လေးဆိုလို့ရှိရင်ရောက်သွားပါရင်အဆင်ပြေသွားပါရင်နော်ဒါနဲ့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးမလုပ်ရသေးဘူးဆိုလို့ရှိရင်ဒီ subscribe ကလေးကိုနှိပ်ပြီးခေါင်းလောင်းလေးကို all မှာထားပေးပါလို့ကျွန်တော်တို့တောင်းဆိုချင်ပါတယ်